အမရိုကစ်ကတော့ကျတော့ချင်းဤတီတာ first ပေါ့နော်အမ second ပေါ့နော်အဲ third ကကျတော့တတာပေါ့နော်ဆိုမြင်နေတာအဲအားလုံးနဲ့မှအဲ model ဆိုတော့မှအခုတွေ့တာမှမင်းသမီးဖြစ်သွားတယ်အဲ့လိုမျိုးနောက်ပြီးတော့နောက်နှစ်တည်းကျတော့ကျတော့အဲတန်နာလိုင်းတို့ပပါရောအဲ့လိုမျိုးပပါရောဆိုတာလေအခုအဲနိုင်ငံသားမှာပေါ့နော်သူလည်းအခုအိမ်အောင်ကြသွားပြီပေါ့နော်သူတို့ဆိုလို့ရှိရင်အမရိုနဲ့အတူတူလုပ်ခဲ့တာပေါ့နော်ဒီခက်ကတော့အဲ့ ကျောရှင်းပြောရင်တော့ငင်းရှင်းပြောရင်တရေတော့မလားပြောပြတာပါအဲ့ဒါဟာတလေးနေနဲ့ပြောတာဒါပေမဲ့ငယ်တဲ့ငယ်ရွယ်နှုတ်ပြူမှုကအရင်လာတယ်ငယ်တဲ့အခါကျတော့သူတို့ဘာလေးပဲပြင်လိုက်ပြင်လိုက်သူတို့ပုံစံလှနေရတယ်မလားအဲ့ကြောင့်မို့တခါကျရင်သူတို့သူတို့လှတယ်မလို့ဘူးအဲ့လောက်တိတယ်မလားဒီဒီကြက်ကြအဲ့ကြောင့်သမီးလေးကိုလည်းအမြင်နဲ့အဲ့ဒါပဲပြောတာလေသမီးငယ်တဲ့အချိန်မှာအဲ့ဒါကြီးတိတ်မလုံနဲ့ complexion တွေပါရတော့ငယ်တဲ့အချိန်မှာ makeup တွေတအား ထဲတဲ့ခါကျအသားရည်ပျက်စီးရယ်ပေါ့နော်အဲအမအခုစပြန်လို့ဖို့အစီအစဉ်ရှိပါတယ်အခုမောလုံးနဲ့ပတ်သက်တဲ့ဟာတွေနည်းနည်းအဲကိုယ့်ရဲ့အရင်တော့အတူတူလုပ်ခဲ့တဲ့ကလေးတွေပေါ့နော်ရွှေသွေးတို့ကိုဖြိုးတို့နောက်ပြဟိုစအဲတချို့ကလေးတွေပေါ့နော်အဲ့ဒါတွေတော့အောင်ပိုင်ဦးလည်းပြောတီချဲတီချဲပြန်လုပ်ပါလားဆိုတာအဲ့ဒီကလေးအဲ့ဒီကလေးလည်းတီချဲကိုပြောတယ်တီချဲတီချဲတော့ပြန်လုပ်မယ်လို့နောက်ပိုင်းကျလို့ရှိရင်တော့ပြိုင်ပွဲပေါ့နော် contest တွေအဲ့လိုမျိုး ယောက်ျားလေးတွေမိန်းကလေးတွေပြိုင်ပွဲတွေပြန်လို့ဖို့အစီအစဉ်ရှိပါတယ်ဟုတ်ကဲ့ပါမိင်္ဂလာပါ Miss ဝဲလေးလို့တော့အရန်အရန်ကောင်းတယ်ပေါ့နော်ကိုမြန်မာနိုင်ငံမှာရှိရဲ့အဲကလေးတွေပေါ့နော်ဘာဖြစ်နိုင်ငံတကာနဲ့ရှင်ပြီးတော့လှလှပါတဲ့ဟာပဲဖြစ်ဖြစ်ဟိုကဉာဏ်ပညာရွှင်နန်းတာပဲဖြစ်ဖြစ် active ဖြစ်တာတွေပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးပို့ပြီးတော့ကိုယ်နိုင်ငံကလေးတွေဟိုဂုံယူစရာပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်အဲ American နဲ့ဒီခင်းနဲ့ကွာခြားချက်ကတော့ American one ကျတော့ရှားပါတယ်လေတဲ့မတိတ်မရှိဘူးဒီခေတ်ကတော့အရန်ရွေးချယ်စရာတွေအများကြီးပဲတော့ပြောအဲကလေးတွေကလည်းငယ်ရွယ်တော့နော်အခုချိန်မှာသူတို့ ဖြစ်ရှင်တဲ့အရာတွေကိုတင်မှာ guideline ထားပြီးတော့တရားလုတ်ပေးတဲ့သူတွေကလည်းအများကြီးပဲအခုချိန်မှာเนาะလုံတော့ကလေးတွေအတွက်အရန်ကိုကောင်းတဲ့ chance တွေပေါ့เนาะ American တော့အရန်ရှားတာဒီဥစ္စာအဲ carry model ဆိုတာအမတို့1995တော့ကပေါ့နော် carry model ဒီမှာလာရွေးတော့ဆိုလို့ရှိရင်အဲ့ခေတော့ဆိုလို့ရှိရင်တိတ်ပြီးတော့အဲ့ဒါကြီးမရှိခဲ့ဘူးလေအဲ brook နဲ့ lux ကနေပဲကြည်မှုကျင်းပါတယ်အခု မန်ဂူမီဒီယာလားမသိဘူးအဲ့အဲ့တော့အဲ့တော့အဲ့တော့စပွန်ဆာပေးပြီးတော့တည်ချာအဲ့ပွဲကိုလုတ်ခဲ့တာဗောနော်အဲ့ဒီအဲ့တော့ဆိုလို့ရှိရင်ပြိုင်ပွဲဆိုတာအရန်ရှားတယ်အမေရိကန်တော့ဆိုလို့ရှိရင် ပြိုင်ပွဲတစ်ခုဆိုတာတော်တော်ဖြစ်ဖို့အတွက်ဟိုအရန်ဟိုဒါဘယ်လိုပြောမလဲအရန်အဲ့ chance ဆိုမရှိဘူးတဲ့ဒီခေတ်ကတော့အာအဲ့ chance တွေအများကြီးပဲရတယ်တော့လှုပ်ဆောင်ပေးတဲ့ပတ်မိုးပေးတဲ့ company တွေဆိုလည်းအများကြီးတဲ့မလားဒီလိုမျိုး event တွေကိုလည်းထူးထူးခြားခြားတွေနဲ့စံပြအောင်လို့လေတီထွင်ပြီးတော့လှုပ်ဆောင်ရတဲ့ခွင့်ပြုတဲ့ဟာတွေရောဘာဖြစ်ဒီ internet တွေ online တွေရဲ့ဟို လိုပြောမလဲပံ့ပိုးမှုတွေအတွက်ကြောင့်လဲပို့ပြီးတော့ဒီခစ်ကြီးကပို့ပြီးတော့ကောင်းနေဆိုတာလေးမြင်ရတယ်เนาะကလေးအတွက်လည်း chance အရန်ကောင်းတော့လဲအမမြင်ရပါတယ်အဲအမကတော့ပြောချင်တာပေါ့เนาะ miss တရားဟာသူတို့ရှိရင်အကုန်လုံးက perfect ဖြစ်ရင်တော့အရန်ကောင်းတယ်ပေါ့เนาะသူတို့ဘာပဲဖြစ်ဖြစ်ရရဲ့အဲကိုလှုပ်ဆောင်တဲ့နေရာမှာစိတ်သက်ဟိုကပြောသလိုပဲပေါ့နော်အမသမီးလေးကိုလည်းအမပြောသလိုဒီကလေးလေးကိုလည်းအမကမှားနေတာအဲ့မှာဘာဖြစ်ဟိုတကယ်ကိုစိတ်ထဲမှာကိုရဲ့ ကိုယ့်ရဲ့ဘယ်လိုပြောကိုယ့်ရဲ့ကိုယ့်စီမှာရှိတဲ့ talent တွေနော်အကောင်းဆုံးနဲ့ခြားပြဖို့နော်ပြီးတော့ဘာလုံးလုံး no pain no gain ဆိုတဲ့အတိုင်းပဲနော်အဲအနာခံမှဒါဆန်းမယ်နော်ဘယ်ရမဆိုရင်တီချာပြုတ်တဲ့တီချာပြင်ဆင်ပြီးတော့မှတီချာလောက်တာအဲ့ဒါပိုကောင်းတယ်ပေါ့နော်အမအဲ့ဒီကလေးပြောတာလည်းပြောတယ် ဟုတ်တယ်ဟုတ်တယ်အဲအဲ့ဒါလေးပေါ့နော်ဘလို့မှကိုယ့်အကူနေနေလို့ကတော့ဘလို့မှမဖြစ်လာနိုင်ဘူးလေအဲ့လိုပံ့ပိုးပေးတဲ့သူတွေဒီမှာ organizer တွေရဲ့ပံ့ပိုးမိမှုတွေနော်သူတို့ရဲ့လှုပ်ဆောင်ချက်တွေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ DR ကတယောက်ရဲ့အောင်မြင်မှုဆိုတာပံ့ပိုးပေးတဲ့သူတွေရှိမှဒီလိုဖြစ်လာတာနော်အဲ့ဒါကြောင့်လို့မာနမကြီးပါနဲ့ခဏလေးပဲတော့လောကမှာသိရမလားပြောပြလှုပ်အားမဲ့ဟာအကောင်းဆုံးနဲ့လှုပ်စိတ်နှိမ့်ချပြီးတော့ ငါငါဒီပြိုင်ပွဲကိုအကောင်းဆုံးရှင်ပြိုင်မယ်ငါငါအလှဆုံးငါအပြင့်ဥစားပြီးငါအစွမ်းဆောင်နိုင်ဆုံးအားအရှိဆုံးသိရမလားအချိန်ကစတိတိကျကျနဲ့ပြီးွားလို့ရှိရင်လည်းဒီဥစ္စာတွေရလာပြီးအခါကျလို့ရှိရင်လည်းအမြဲတမ်းမတည်မြဲပါအောင်သိရမလား ဘာဖြစ်ကိုလှုပ်လာရင်လှုပ်လာလှုပ်တဲ့နေရာမှာကိုယ့်ရဲ့ image ရအမြင်တဲ့ပါကိုယ့်ရဲ့ history ကကောင်းနေရင်သိရမလားဟာဒီလူကတော့အမြင်အလုပ်ကိုကျိုးကျိုးဆဆလှုပ်တယ်သိရမလား तू လှပတာထက် तू ရဲ့အလုပ်ပေါ်မှာ तू ဘလောက်တိ emphasize ထားလဲ तू ရဲ့လှပတာဒါဖျားပေးတဲ့ natural ပါလာပြီးသားလေသိရမလားအဲဘာပဲဖြစ်အခုလိုငယ်ရွယ်တဲ့ကလေးတွေကကြတော့တခါကျရင်မှားတတ်တယ်ပေါ့နော်သူတို့ရဲ့စိတ်လေးတွေစိတ်နေစိတ်ထားလေးတွေအဲ့လိုမျိုးမဖြစ်ဖို့ပေါ့နော်အဲဘာပဲဖြစ်အမတို့ကြတော့ experience တွေကအများကြီးပဲသိရမလားကိုရီလည်းအများကြီး training တွေပေးခဲ့ ရတာကလေးတွေအမင်းကလေးတွေရောယောက်ျားလေးတွေရောအမျိုးစုံပေးရတယ်ဒါပေမဲ့တချို့နေရာမှာမပြောသင့်တဲ့စကားတွေသိရမလားမလုံးသင့်တဲ့အရာတွေအဲသူတို့အတွက်ကိုကြစီတယ်ပေါ့နော်အဲ့ဒါလေးတွေကိုစင်စင်ချင်းချင်းလေးနဲ့ရှေ့ချောက်လှုပ်ဆောင်မှုအတွက်ပေါ့အမအနေနဲ့ကလေးတွေကိုအားပေးချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါမအားရောဦးစားကိုရီးယားကွာနည်းနည်းဟိုစားဘယ်လိုပြောမလဲလိချင်းငန်းတွေပါလေလောက်တာလဲအရန်ဝါသနာပါတော့ပြောကိုကဘာလဲဆိုတော့အမြဲတမ်း ဟိုတွတ်တွတ်လက်လက်ဖြစ်တာသဘောကျတယ်ဗောနော်အဲကြောင့် exercise တွေဘာတွေတော့တတိတော့အမကလှုပ်တုံးပဲဗောနော်နောက်ပြီးတော့အဲ့လိုမျိုးဟိုတော့ဝါအောင်တော့မကြိုက်ဘူးတော်ကိုကငငယ်လေးတည်းပိမ့်ပိမ့်ပပပဲကြိုက်တယ်အဓိကအမအရင်တော့တော့ဟိုတော့ miss တွေ miss ပွဲတော့လှုပ်တော့လှုပ်တယ်ဒါ model တွေကိုလည်းအဓိကဗောနော် model တွေကြတော့လုံးဝ slim and tall ဒီလို shoulder သူက shoulder တည်ရတယ်သူကဒီလိုမျိုး shoe ရတယ်အောက်ဖက်ကပြောမလား sketch တွေမလားအင်းဒီ design တွေဆွဲယူလို့ရှိရင်အမြင်နဲ့ပခုံးယူကြည်ကြည်နဲ့တော့နောက်ပြီး model ဆိုတာအရင်ကြီးကိုအဲချောနေရတဲ့သူကထူးခြားတယ်ဒါက catwalk runway model ပေါ့နော် commercial model ကြတော့လည်းအမျိုးစုံရှိရကွာလူတိုင်းမှာကလူတိုင်းကိုစံချိန်စံနေမိတဲ့ model ဆိုပြောလို့ရတယ်တချို့လူတွေဆိုလက်ကလေးပဲလှရင်သူ့လက်ကလေးကိုပဲသူကအဲဘယ်လိုပြော model အနေနဲ့ ဥစ္စာအများကြီးပြီးပြီးတော့ငှားရတယ်ခြေထောက်လေးပဲလိုက်ရင်တော့မဖနက်လေးကြီးကြော်ညာတာတို့သိရမလားအာကစားသမားတွေဆိုလို့ရှိရင်လေဒါဒါဆိုလေသူတို့ moral တွေပဲသူတို့နဲ့မှအချွေအဲ့ဒါရေးလေးကြော်ညာတာတို့ဘာလို့အကုန်လုံးပေါ့နော်အဲ့ဒါလူတိုင်းကအဲ့လိုမျိုး moral ဖြစ်တဲ့အတွက်ကြောင့် moral ကြတော့ catwalk moral ကကြတော့လုံးဝ slim သူကအစီမရှိရအောင်အဲ့ဒါမှအဝတ်စားတွေဝေးလိုက်လို့ရှိရင်ဒီမှာချက်ရက်ပြီးတော့လေနော်လမ်းရှောင်လဲပေါ့ပေါ့ပါပါလေးနေအဲ့လိုမျိုးနောက်ပြီးတော့ model ရဲ့ style ကကြတော့လုံးဝတက်တဲ့အရှိ့ကိုတက်တက်ကြည့်ရတယ် straight အဲ့လိုမျိုးသိရမှာလုံးဝဘေးလေးကြည့်မယ်ဆိုတော့မှ ဒီလိုဘေးကိုကြည့်မယ်ဆိုတော့မှဒီလိုခေါင်းအဲ့လိုလှုပ်ပြီးတော့ကြည့်ပြီးတော့ဒီလိုအတဲ့ကိုပြန်ကြည့်ပြီးတော့အဲ့လိုတက်တဲ့ညက်လုံးတက်တဲ့နဲ့အဲ့လိုရှောင်းရတာပေါ့နော် model ကကြတော့ model ရဲ့ style လေးကကြတော့အမက model ဖြစ်ခဲ့တဲ့အတွက်ကြောင့် model ပို့ပြီးတော့ပို့ကျွမ်းတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့ okay အဲအမရော kit ကကြတော့ချင်းဤတီတာ first ပေါ့နော် အမ second ပေါ့နော် ဲတက်ကကြတော့တဒါပေါ့နော်ဆိုပြန်နေတာအဲအားလုံးနဲ့မှအဲ model ဆိုတော့မှအခုတွေ့တာမှမင်းသမီးဖြစ်သွားတယ်အဲ့လိုမျိုးနောက်ပြီးတော့နောက်နှစ်တဲကြတာကြတော့အဲတန်နာလိုင်းတို့ပပတို့အဲ့လိုမျိုးပပတို့ဆိုတာလည်းအခုအဲနိုင်ငံသားမှာပေါ့နော်သူလည်းအခုအိမ်အောင်ကြသွားပြီပေါ့နော်သူတို့ဆိုလို့ရှိရင်အမားတို့နဲ့အတူတူလုပ်ခဲ့တာပေါ့နော်နောက်ပြီးတော့ RC ဆိုတော့အဲအဲ့ကလေးအဲ အခုဆိုလို့ရှိရင်တော့ business lady ဖြစ်ဖြစ်နေပေါ့နော်သူတို့တွေဟုတ်ကဲ့ပါအတူတူလုပ်ခဲ့တာပါဟုတ်ကဲ့ပါဒီခေတ်ကတော့အဲ့ကြိုးရှင်းပြောရရင်တော့ငယ်ရှင်းပြောရရင်တရေတော့မလား ပြောပြရမှာအဲ့ဒါဟာတာလေးနေနဲ့ပြောတာဒါပေမဲ့ငယ်တဲ့ငယ်ရွယ်နှုတ်ပြမှုကအရင်လာတယ်အဲ့ကြောင့်မလို့တခါကြဆိုရှင်ကိုကကြတော့အဲအနုပညာကိုကလှုပ်တဲ့အခါကြတော့ဘာတွေးရလဲဆိုတချို့လူတွေကတော်တော်ငယ်ပြီးငယ်တဲ့အခါကြတော့သူတို့ဘာလေးပဲပြင်လိုက်ပြင်လိုက်သူတို့ပုံစံလှနေရတယ်တမလားအဲ့ကြောင့်မလို့တခါကြရင်တမလို့တမလို့လှတယ်မလို့ဘူးအဲ့လောက်တိတယ်တမလားဒီဒီကြကြအဲ့ကြောင့်တမီးလေးကိုလည်းအမြင်နဲ့အဲ့ဒါပဲပြောတာလေတမီးငယ်တဲ့အချိန်မှာအဲ့ဒါကြီးတိတ်မလုံးနဲ့ complexion တွေပါရဲ့ကတော့ငယ်တဲ့အချိန်မှာ makeup တွေတအား ထည့်တဲ့ခါကျအသားရည်ပျက်စီးရေပေါ့နော်အာတက်နိုင်ရင်တော့အဲ့လိုမျိုးလေးပေါ့နော်အဲ model တွေကိုလည်းအမကပြောချင်တာကอืมဘယ်လိုပြောမလဲလာပြီးသားလေးတက်မှာသူတို့အသားဟိုနေဒါပေမဲ့တခုတော့ရှိရပါဘောနော်အဲ့ငယ်တဲ့အချိန်မှာတက်နိုင်ရင်တော့အသားရည်တွေပါအတွက်လေတချို့ကဟိုဆိုဘယ်လိုပြော muscle တွေနဲ့လောက်တဲ့ model တွေလည်းရှိရယ်လေနော်အဲ့လိုမျိုးလေးဆိုလဲလှတယ်ဆိုတဲ့အကြောင်းလေးပေါ့နော် အဲ့ဒါလေးပြောချင်တယ်။အမအခုစပြန်လုပ်ဖို့အစီအစဉ်ရှိပါတယ်။အခုမောလုံးနဲ့ပတ်သက်တဲ့ဟာတွေနည်းနည်းအဲကိုယ့်ရဲ့အရင်ကအတူတူလုပ်ခဲ့တဲ့ကလေးတွေပေါ့နော်။ရွှေသွေးတို့၊ကိုဖြိုးတို့နောက်ပြဟိုစအဲတချို့ကလေးတွေပေါ့နော်။အဲ့ဒါတွေတော့အောင်ပိုင်ဦးလည်းပြောတီချဲတီချဲပြန်လုပ်ပါလားဆိုတာအဲ့ဒီကလေးအဲ့ဒီကလေးလည်းတီချဲကိုပြောတာတီချဲတီချဲတော့ပြန်လုပ်မယ်လို့နောက်ပိုင်းကျလို့ရှိရင်တော့ပြိုင်ပွဲပေါ့နော်။ contest တွေအဲ့လိုမျိုး ယောက်ျားလေးတွေမိန်းကလေးတွေပြိုင်ပွဲတွေတော့ပြန်လို့အစီအစဉ်ရှိပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးပါ